မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အနည်းရှုပ်ဗီဒီယိုလေးပြပေးသွားမှာဖြစ်ပါတယ်အနည်းရှုပ်အနေနဲ့ကျွန်တော်ဒီကီးကိုယူมาဖြစ်ပါတယ်ဗောနော်ကိုခွန်ကိုကနေစားပြီးတော့ပြပေးသွားတဲ့ကီး၃လုံးဖြစ်ပါတယ်ဗောနော်ပင်ရှိကီးဖြစ်ပါတယ်ငါးတုံများလေးငါးတုံများ၃၃၆ဗောနော်ပြီးရင်တုံများလေးတစ်ချေလျှောက်ခွန်၆တုံများ၆၆၆၆၆၅ဗောနော်ပြီးရင် ကိုတော်မြတ်တက်ကြီးတဲ့ကကိုတလုံးကိုရှောင်းနဲ့တော်မြတ်လေးလေးနိနေတဲ့ရှင်လေးတော်ချစ်ရှောင်းတော်နှစ်တော်မြတ်ကိုနော်တော်ချောင်းလေးပေးနေတာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တန်းဒီအရာ9ချောင်းခွန်ကီးဆိုပြီးရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါကြောင့်မို့ကျွန်တော်ကဒီ6ချောင်းအတွက်ပေါ့နော်9 6ခွန်အတီကီးကိုယူมาဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်ကီးနံပါတ်1ပေါ့နော်ထိတ်လေးပိတ်အထီကီး3လုံး ီကီးကိုယူมาဖြစ်ပါတယ်နောက်ထပ်ကီးတစ်ခုလည်းထပ်ပြီးပြပေးသားမယ်ပေါ့เนาะကီး၃မျိုးတတန်းတစ်လုံးအထိပြပေးသားมาဖြစ်ပါတယ်โอเคဒီကီးကိုသုံးมาပေါ့เนาะဒီကီးကလည်းကျွန်တော်ခုနကဒီတော့တော်များလေးတရားနေစာပြီးပေးလာခဲ့တဲ့ကီးဖြစ်ပါတယ်ပေါ့နော်ခုနကကီးနဲ့အတူတူပဲဖြစ်ပါတယ်ကိုရှောင်းနဲ့တော်များလေးလေးနင်းနေတဲ့ရှင်းလေးတောင်းချစ်ချောင်းတောင်းနှစ်တောင်းညာကိုခွန်ခွန်ကိုခုနရ3000ချစ်ကိုလေး 963တိရပတ်မှာလေ96ခွန်ကီဆိုပြီးတော့96ခွန်ကီနှစ်ခုရှိတယ်ပေါ့နော်โอเคထပ်ပြီးတော့နောက်ထပ်ကီတစ်ခုပေါ့နော်ဒီ690ကီ993သမားလေ9သမားတော့336ကနေစာပြီးတော့ပေးလာခဲ့တဲ့ဒီကီကီကိုလည်းကျွန်တော်ယူသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီ6တဲ့အတွက်ဖြစ်ပါတယ်နေနေတိပြီးတော့ချစ်လေးတော့ချစ်ရှောက်တော့နှစ်တုံညာကိုခွန်ခွန်ကိုခုနှစ်ရာ တုံးခွန်ခွန်ချစ်ကိုလေးပါနော်ပြီးရင်ဒီမှာပြန်ပြီးကြည့်ပြထားတယ်အဲတုံးခွန်ခွန်မှာ3ရခွန်ရပါနော်ချစ်ကိုလေးမှာ9ရ4ရ963မှာတော့တင်းတင်း365ထင်းနဲ့ကျွန်တော်တတန်းတလုံးဆိုပေမဲ့ဒီနှစ်ခုထဲနဲ့အပြေးရှားသွားတယ်ပေါ့နော်ကျွန်တော်ဒီတစ်ပတ်မှာကုသိုလ်များတိကီကိုယူလိုက်မှာဖြစ်ပါတယ်တတန်းတလုံးအထိယူယူမှာမို့ပေါ့နော် တတန်းတလုံးအထိယူမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီကုတော်များတေကေကိုယူမှာဖြစ်ပါတယ်အဲ့ဒီကုတော်များတေကေလေးဒီဟာနဲ့လည်းအတူတူပဲပေါ့နော်ဒီမှာလေကုတော်များတေကေနှစ်ခုရှိတယ်နောက်ထပ်ကိတစ်ခုအနေနဲ့ကကျွန်တော်ကဒီ90ကနေစပြပေးထားတာပေါ့နော်ဒုံညာလေးတရားနေစာရေးပေးထားတယ်တောင်ညာလေးတစ်ချစ်ရှောက်ခွန်ရှောက်တော်များရှောက်မှာတောင်များတလုံးရှောက်ရှောက်နဲ့ရှောက်ရှောက်ကမှာရှောက်တလုံးပေါ့နော်ကိုရှောက်နဲ့မှာကိုတလုံးအဲ့လိုလေးတောက်ချောက်ပေးလာခဲ့တဲ့ဤအဆက်ပေါ့နော် โอเคကျွန်တော်ဒီတစ်ပတ်မှာတော့အတွင်းဒီအရာ၈နှစ်၃အထီကြီးဆိုပြီးရနေတာဖြစ်ပါတယ်။โอเคဒါဆိုရင်ကျွန်တော်တက်တန်းတလုံးအထီရမယ်ပေါ့နော်။ဒီ9တော့96ခွန်ထဲကအထီကြီးကနန်းတလုံးအထီပေါ့နော်။9တော့များတိထဲကတလုံး၈နှစ်၃ထဲကတလုံးခမန်းတဲ့ပေါ့နော်။ကိရရဆက်ပြီးပေးသွားခင်မယ်ဆိုရင်ပေါ့နော်။အဲ့ဒါကိုကျွန်တော်ကစီလိုက်ရင်ကနန်းကွက်တည်းအများကြီးဖြစ်လာမယ်ပေါ့နော်။ ဒါကြောင့်မို့ကျွန်တော်ကအကနန်းကွယ်ဒီရော့တော့အောင်ဆိုပြီးတော့တောင်းလုံးပေါင်းချင်းပရိနဲ့ထပ်ပြီးညီမှာဖြစ်ပါတယ်။အဲတော့တောင်းလုံးပေါင်းချင်းပရိလေးလုံးကိုတုံးတော့မှာဖြစ်ပါတယ်ဗောနော်။ဒီခုနှစ်ပရိ3 9 9ဒီ6 8 6 9 3 9 3ဒီပရိ6 6ခုနှစ်ပရိ6 6 9ဗောနော်။ပရိလေးလုံးယူတဲ့နည်းဖြစ်ပါတယ်။အဲ3ခုခုမှာခုနှစ်ပရိ8 9ခု9ဆိုပြီးတော့ဒီ6ကြိမ်မှာအတွင်းအရာဒီပရိလေးလုံးယာနေတယ်ဗောနော်။ 8965ရှင်းရမယ်ပေါ့နော်8965လို့ကျွန်တော်ဒီလိုလေးစီလိုက်မယ်ပေါ့နော်အစင်လိုက်ဖြစ်တော့8965ပရိဒီလေးလုံးကိုတုံးသွားမှာဖြစ်ပါတယ်โอเคကျွန်တော်တတန်းတလုံးအထိခမန်းမယ်ပေါ့နော်ဒီခရစ်တပါကျွန်တော်တတန်းတလုံးအထိခမန်းပေးမယ်ကျွန်တော်ကိနတန်းထည့်နဲ့အပြေးရှားပေးသွားတယ်ပေါ့နော်ဒီတပတ်မှာလည်းကျွန်တော်ကတတန်းတလုံးအထိကိုပဲထပ်ပြီးတုံးသွားမယ်ပေါ့နော်နောက်ထပ်ဗီဒီယိုမှာကျွန်တော် ဒီနတ်တန်းထဲနဲ့အပရိနဲ့ထပ်ပြီးတော့ချုပ်လို့လည်းရတယ်ဗောနော် အခုကတော့ကျွန်တော်တို့တတန်းသလုံးအထီကိုဒီခွန်၈၉၅သုံးလုံးပေါင်းရှင်းပရိဒီပရိလေးလုံးနဲ့ကျွန်တော်တို့စီသွားမှာဖြစ်ပါတယ်ဗောနော်ဒီ၅ရှာခွန်အပါ၉သုံးများတိအပါ၈နှစ်တုံးအပါ၇နှစ်ပရိမှာဆိုရင်ဗောနော်တုံညာနေ၅ရှိတာဖြစ်ပါတယ်တုံညာနေ၅ရဲ့နောက်တစ်ခုအနေနဲ့ကတော့၂၆၉ဗောနော်ကနန်းသုံးလုံးပေါင်းရှင်း၇ပရိဖြစ်ပါတယ်ပြီးရင် 3 4 5ဆိုပြီးတော့ကဏ္ဍ3လုံးပေါင်းရှင်း9ပရိတ်9ပရိတ်မှာဒီ3ခုရှိတယ်။ Okay 10ပရိတ်မှာဆိုတော့၃ညာ2လျှောက်ရှိတာဖြစ်ပါတယ်။တက်တန်း3လုံးအထိပေါ့နော်၃ညာ3ငါရှိတယ်။ပြီးရင်1နဲ့5ရှိတယ်ပေါ့နော်။ပြီးရင်နေခွန်9ဆိုပြီးတော့ရှိတယ်နောက်ထပ်တစ်ခုရှိသေးတယ်369ပါတော့ဒါကကဏ္ဍ3လုံးပေါင်းရှင်း10ပြိ5ခုရှိတယ်ပါနော်โอเคကျွန်တော်9ပြိမှာတော့3ညာနေခွန်9ပြိရှိတယ် ပြီးရင်3များ3 6ကိုပရိဖြစ်ပါတယ်။ပြီးရင်3နှစ်6ကိုပရိရှိတယ်ပေါ့နော်။ပြီးရင်တော့3 3 5ကဏ္ဍ3လုံးပေါင်းရှင်ကိုပရိ3ခွန်9ကဏ္ဍ3လုံးပေါင်းရှင်ကိုပရိဖြစ်ပါတယ်။5ပရိမှာတော့2ခုသေးပေါ့နော်။1ခွန်8ရဲ့နောက်ထပ်တစ်ခုက2 5 9ရဲ့ဆိုပြီးတော့5ပရိမှာ2ခုရှိတာဖြစ်ပါတယ်။ဒီ5 6ခွန်သေးကတစ်လုံး ကိုယ်တော်များတိထဲကတလုံးရှင်နှစ်သုံးထဲကကဏ္ဍတလုံးအပါခွန်ရှိကို၅ပြိနေညီလိုက်တာဒါလေးရတယ်ပေါ့နော်။ Okay ဒါလေးကိုမှကျွန်တော်ကနောက်ထပ်အနေနဲ့ထပ်ပြီးတော့ချုပ်မဲအနေနဲ့ပေါ့နော်။ကီးတစ်ခုကိုထပ်သုံးမှာဖြစ်ပါတယ်။ဒီ၅အကူသုံးကနေပြက်ပင်မရှိတောက်ချောက်ပေးနေခဲ့တဲ့အထီးကီးသုံးလုံး20နံပါတ်1ဖြစ်ပါတယ်ပေါ့နော်။ဒီတစ်ပတ်မှာတော့ကျွန်တော်20အရာ 305ကီကို ထပ်ပြီးယူတော့မှာဖြစ်ပါတယ်ပေါ့နော်305အထိယူမှာဖြစ်ပါတယ်305ပေါ့နော်ဒီအပေါ်ကဒီခုနှစ်ပရိသတ်က305ညိတာကိုယူမှာဖြစ်ပါတယ်တုံမြ25မှာ9တလုံးနင်းလျှောက်ကိုမှာကျတော့ကျွန်တော်305မညိတဲ့အတွက်နင်းလျှောက်ကိုကို ပေးမယ်ပေါ့နော်တုံမြ26မှာလည်း3 305မထီတဲ့အတွက်ပေးမယ်ပေါ့နော် နိခွန်ကိုဒီ3 4 5မညီတဲ့အတွက်နိခွန်ကိုကိုပေးမယ်ပေါ့နော်။တုံညာနိခွန်ကိုလည်းဒုံညီအတိုင်းပဲပေးမယ်ပေါ့နော်။တင်းနှလျှောက်ပေးမယ်။တစ်ခွန်ချစ်ပေါ့နော်။တစ်ခွန်ချစ်က3 4 5ကီမညီတဲ့အတွက်ပေးလိုက်မှာဖြစ်ပါတယ်။နောက်ထပ်ကီတစ်ခုကိုလည်းကျွန်တော်ထပ်ပြီးသုံးရှင်သေးတယ်ပေါ့နော်။ဒီဟာကိုတုံးမှာဖြစ်ပါတယ်။တွင်နှစ်က646 638ကီမှာတုံးမြ63ပါနော်။ တုံးတလုံး၃ကို၅ရှောက်တလုံး၆သုံးများတော့နှစ်တလုံး၆၆နှစ်လေးတလေးရှိတချင်းက၅ကိုရှိပါတော့လေးတလျှောက်အထီးကမှာတတတ၆လေးတလျှောက်အထီးကမှာရှောက်ကိုသုံးများတွနည်းကဒီအရှိဆုံးကနန်းတလုံးကိုရှောက်နိုင်မြောက်လိုက်ရုံပဲဖြစ်ပါလေပါတော့ရှိ၆ခွန်း၆သုံးများ၆မှာသုံးများတလုံး၆၆နှစ်မှာ၆တလုံး၆၆၅ကိုရှောက်နှစ်မှာကီးနှလုံးစလုံးပါတော့ ပြန်ရင်ဒီဘက်၃ညလေးလေးပါနော်၃ညလေးလေးမှာလေးတိချောက်တဲ့ကအထီကြီးလေးတလုံးဖြစ်ပါတယ်။နိနိတိရှလေးတော့63နိတော်ညာကိုခွန်ခွန်ကိုခုနရာ3ခွန်ခွန်ချစ်ကိုလေး963 5တလုံးပါနော်။ဒီတစ်ဘက်မှာတော့ကျွန်တော်တို့ညအရာ29ချိန်ထိထပ်ပြီးချပေးသွားအောင်မယ်ဆိုရင်တော့နိကိုလေးကြီးဖြစ်မယ်ပါနော်။ကိုနိလေးကြီးဖြစ်ပါတယ်။အဲ့ဒီကိုနိလေးအထီကြီးတီ ဒီ၅မျိုးသုံးသွားမှာဖြစ်ပါတယ်ဗောနောအပုတ်မှာ၃မျိုးရဲ့ဒီ၃၄၅ကနံပါတ်၄၉၄၄ကနံပါတ်၅ဗောနောကီနံပါတ်၅ခုသုံးသွားမယ်ဆိုတော့ဒီ၃ည၃၅အထိဒီ၉၄၄ကီလွတ်သွားတယ်ဗောနောဒါကြောင့်မို့ပေးမှာဖြစ်ပါတယ်၃ည၃၆ဒီလည်း၉၄၄ကီမညီတဲ့အတွက်ပေးမှာဖြစ်ပါတယ်ဒီ၃၅ကလည်း၉၄၄ကီမညီတဲ့အတွက်ကျွန်တော်ပေးလိုက်တာဆိုရင်ဒီဟာလေးတွေပဲကြံမယ်ဗောနော ိုးပရိမာတစ်ခုငါးပရိမာတစ်ခုပဲချိမယ်ပေါ့နော်။ Okay ဒါလေးကိုကျွန်တော်တို့အဲထပ်ပြီးညှိရှင်တဲ့အတွက်အန်တီကနဲနှလုံးပေါင်းရှင်းနဲ့ထပ်ပြီးညှိမှာဖြစ်ပါတယ်။ဒီလေးတိခုံမှာလေးနဲ့တိပေါင်းရှင်းငါအတန်ဖြစ်ပါတယ်။တင်းနဲ့ခုံပေါင်းရှင်းအတန်ဆိုပြီးတော့အတန်တစ်ခုစလုံးပေါ့နော်။နောက်ထပ်နှစ်ပင်ရှားကူးတုံများခုံမှာတုံများနဲ့ခုံပေါင်းခုံနှစ်ပင်ရှားကူးတုံများသုံးမှာကိုးနဲ့တုံများပေါင်းကိုးပါနော် တော်များနဲ့၅ပေါင်း၅ခွန်ရှင်းနဲ့မှခွန်ရည်၂ရပေါင်း၉အတန်နှစ်တော်များနှစ်တပြည့်မှနှစ်နဲ့နှစ်ပေါင်းရှင်း၄အတန်ဆိုပြီးတော့ဒီအတန်လေးလုံးယူတဲ့နေ့ဖြစ်ပါတယ်ကိုကိုတော်များမှာကိုကိုပေါင်းချင်းချင်းအားလေးလေးမှာငါးလေးပေါင်းချင်းကိုအတန်း395တပင်မှာကိုငါးပေါင်းချင်းလေးအတန်း48တင်မှာ8နှစ်တပောင်းကိုအတန်းဖြစ်ပါတယ်။ဒီမှာတော့အတန်းတစ်ခုစလုံးပေါ့နော်ငါးတုံများသုံးပါလေငါးသုံးပေါင်းချင်းရှေ့တုံများနဲ့သုံးပေါင်းသုံးဆိုပြီးတော့8သုံးအတန်းတစ်ခုရှားပေးသွားတယ် 669မှာ696ပေါင်းနဲ့နှင်းနှင်းတည်ပြီမှာနှင်းနှင်းနှစ်ပေါင်းလေနှင်းတော်များကိုမှာကဏ္ဍနှလုံးပေါင်းရှင်တဲ့300ခုမှာကဏ္ဍနှလုံးပေါင်းရှင်လေဒီတစ်ပတ်မှာတော့9လျှောက်တည်လေးဖြစ်ရမယ်ပေါ့နော်ကျွန်တော်တို့တန်းကြီးအရာဆိုလိုတာဖြစ်ပါတယ်9လျှောက်တည်လေးပေါ့နော်ကျွန်တော်တို့ဒီရွေးချယ်လိုက်တဲ့ကဏ္ဍဒီကဏ္ဍနှလုံးပေါင်းလိုက်ရင်9လျှောက်တည်လေးပေါ့နော်ဆိုတော့ဒီ9လျှောက်တည်လေးညီတာကို ထပ်ပြီးတော့ကြည့်အောင်ပေါ့နော် လေးလာကြည့်အောင်လားခင်ဗျာဒီတုံများနဲ့ငါကြတော့ကျွန်တော်တုံများနဲ့နေပေါင်းနေတုံများနဲ့ငါပေါင်းခြင်းကနေနဲ့ငါပေါင်းခွန်ဆိုတော့တုံများငါခွန်ဖြစ်တယ်ဗောနောပေါင်းခြင်းကနေငါခွန်ဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့ကိုးလျှောက်တင်လေးဆိုတဲ့အတွက်ဒီမှာနေငါခွန်ဆိုတဲ့အတွက်ဒီတုံများနေငါတစ်ခွက်ကိုကျွန်တော်ပေးมาဖြစ်ပါတယ်ဗောနောကိုးလျှောက်တင်လေးဖြစ်မနေလို့ဗောနော၃၉၅မှာတော့ဒီ 39ပေါင်နဲ့35ပေါင်ရှိ95ပေါင်လေးဆိုတဲ့အတွက်ဒီ95ပေါင်ရှင်လေးအတန်ပါတဲ့အတွက်39ကရတယ်ပေါ့နော်ပြီးရင်35ကတော့35ပေါင်ရှင်6ဆိုပြီးပါတယ်ပေါ့နော်ရှေ့ပိမ့်မှာဒီ35ပေါင်ရှင်6အတန်ပါတာဖြစ်ပါတယ်တေးရ9ရေပေါ့နော်တင်ငါနှလုံးပေါင်းရှင်း6ဖြစ်ပါတယ်369မှာတော့ကျွန်တော်6နဲ့ 36ပေါင်းရှင်9ပေါင်းနောက်63ပေါင်း9အထံပါတာဖြစ်ပါတယ်39မှာကြတော့9နဲ့9ပေါင်းရှင်6အထံပါတာဖြစ်ပါတယ်ဒီနေ့က9တပြည့်မှာတော့နေ့နဲ့9ပေါင်းရှင်10အထံပါနေတယ်ပေါ့နော်ဆိုတော့နေ့က9ရှိတာဖြစ်ပါတယ်โอเคနောက်ထပ်ထပ်ပြီးတော့ပေါင်းရှင်အထံနောက်ထပ်တစ်မျိုးထပ်ပြီးပြပေးသားမယ်ပေါ့နော်နောက်ထပ်တစ်မျိုးကပင်ချေဖြစ်ပါတယ်သူကအပူဆိုရင်တော့ဖောက်တတ်တယ်ပေါ့နော်ကျွန်တော်အပူမပါဘူးပေါ့နော်ဒီမှာ တတန်းတလုံးအထည်ယူထားတဲ့အတွက်အပူတော့အထည်မထားဘူးပေါ့နော်တင်းနစ်69ပေါင်းရှင်အတန်ဖြစ်ပါတယ်တင်းနစ်69ပေါ့နော်တင်းနစ်69နှလုံးပေါင်းရှင်အတန်ဆိုတဲ့အတွက်ကျွန်တော်တို့395ခုနှစ်ပရိမာတော့395ပေါ့နော်ဆိုရတဲ့အတွက်39ပေါင်းရှင်ဟာဒီမှာနှစ်အတန်ပါတာဖြစ်ပါတယ်ဒီ3.5မှာကြတော့ ဒီတင်ငါပေါင်းရှင်း6အတန်ပါတယ်ဗောနော်369ကိုမှာလေ39ပေါင်းရှင်းနေ309မှာလေ39ပေါင်းရှင်းနေဒီနေ့က9တပင်မှာတော့ညနေ9ပေါင်းရှင်း1အတန်ဆိုပြီးပါနေတယ်ဗောနော်ကျွန်တော်ကျွန်တော်ပယ်စရာမရှိတော့ဘူးဗောနော်ဒါကြောင့်မို့ကျွန်တော်ခုနှစ်ပရိတ်မှာတစ်ခုပဲကြံတော့တယ်ဗောနော်39ဖြစ်ပါတယ်ဒီ39ဗောနော်အာပတ်လေကစားနိုင်တယ်အာကစားနိုင်နေဆိုရင်တော့အာဗောနော် ကျွန်တော်တို့ဒီရှိပရိတ်မှာတော့တင်းနေ9ရဲ့369ရဲ့ဆိုပြီးနှစ်ခုရှိတယ်ပေါ့နော်နောက်ထပ်9ပရိတ်မှာတော့309ရှိတယ်9ပရိတ်မှာတော့နင်း9ရှိတာဖြစ်ပါတယ်9ပရိတ်မှာနင်း9ပေါ့နော်โอเคဒါလေးကိုကျွန်တော်ဒီတဲစီမယ်ဆိုရင်ပေါ့နော်တဲစီမယ်ဆိုရင်ကျွန်တော်တို့ကအနောက်နှလုံးပေါင်းခြင်းအတန်ဆိုပြီးကျွန်တော်သင်ပေးထားတယ်ပေါ့နော်အနောက်နှလုံးပေါင်းခြင်းပရိတ် နှစ်လေးရှိတယ်ပေါ့နော်ဆိုတော့ဒီနှစ်လေးမှာကျွန်တော်395က39ပေါင်းရှင်းနှစ်ရှိတယ်လို့95ပေါင်းရှင်း၈၄ဆိုပြီးတော့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာခုနှစ်ပိုင်းမှာ395ရှိတယ်ပေါ့နော်395ကိုပြောင်းပြန်လိုက်ရင်395လို့ရေးလိုက်မယ်ပေါ့နော်နောက်နှလုံးပေါင်းရှင်း၄ကိုယူတာဖြစ်ပါတယ်နောက်ထပ်နောက်နှလုံးပေါင်းရှင်း၂ဖြစ်အောင်399တုံးတာတဲ့၄ကိုအရာတော့မယ်ပေါ့နော် ဒီရှိပရိတ်တင်းငါကတော့နေလေးအနောင်နှလုံးပေါင်းရှင်ပရိတ်နဲ့မညီဘူးပေါ့နော်ဆိုတော့ဒီရှိပရိတ်မှာ၃ခုအတွဲတွဲတာလင်ကျွန်တော်တို့နေပရိတ်ဖြစ်တဲ့အတွက်ကြောင့်မို့တော့၆၃ခု၆ခုတော့တည်းပေါ့နော်အနောင်နှလုံးပရိတ်အနောင်နှလုံးပေါင်းရှင်ပရိတ်တာ ထပ်ပြီးခြားပြီးတော့အောင်မယ်ဆိုရင်ပေါ့နော်အခင်းနောက်ထပ်ဒီ၉ခုပရိတ်မှာလည်း၃ခုပေါ့နော်၇ခု၇ခု၃ဖြစ်ပါတယ်နောက်ထပ်အနေနဲ့ဒီ ဒီငါးပြိမာကြတော့ကိုငါပေါင်းရှင်လေးရှိတဲ့အတွက်နင်ငါကိုနေကိုငါပေါ့နော်အနောက်နှလုံးပေါင်းရှင်လေးဖြစ်အောင်စီထားတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ခုနှစ်ပြိမာ၄ကွက်၈ပြိမာ၅ကွက်၉ပြိမာ၅ကွက်၅ပြိမာ၅ကွက်ဆိုပြီးတော့ကျွန်တော်တို့ဒါလေးရတယ်ပေါ့နော်။โอเคဒီဟာလေးရလာပြီဒါလေးကိုကျွန်တော်တင်ခွင့်အနေနဲ့နောက်ထပ်ထပ်ပြီးရှုပ်ကြည့်မယ်ပေါ့เนาะ တင်စီထားတဲ့၅ရှောက်ကုန်ကူတုံများတဲ့ရှင်းနေသုံးတတန်းတလုံးအထိပရိတ်ကလည်းထပ်ပြီးချပေးသွားအောင်မယ်။နှလုံးပေါင်းရှင်ပရိတ်ကလည်းဆက်ပေးသွားမယ်။ပြီးတော့အနောက်နှလုံးပေါင်းရှင်ပရိတ်ကလည်းဆက်ပေးသွားမှသာလေ။ဒီဟာလေးအကျုံးဝင်မယ်ပါနော်။โอเคနောက်ထပ်လုံးပိန်နဲ့ထက်ကြည့်တော့ငါးတုံများလေးအနေတောက်လျှောက်ရှားပေးလာခဲ့တဲ့လုံးပိန်20အတိပေါ့နော်ဒီ6ကြိမ်မှာလည်းထပ်ပြီးတော့ရှားပေးသွားခဲ့အောင်မယ်ဆိုရင်ပေါ့ခင်ဗျာ ကျွန်တော်20အရာ5လုံးပင်ရနေတယ်ဗောနော်၄လုံးပင်မှာရှီကိုလေး3လုံးပင်မှာ963ဒီတစ်ပတ်မှာတော့5လုံးပင်ဆူပြီးရတဲ့အတွက်ကြောင့်မို့ကျွန်တော်5ပါတာဆိုရင်ခုနှစ်ပရိတ်395ရှိတယ်ဗောနော်ပြီးရင်5ပရိတ်မှာ199ဆူပြီးတော့ရှိတယ်ကျွန်တော်တို့3လုံးပေါင်းချင်းပရိတ်အနေနဲ့ကတော့ဒီခု5ပရိတ်ထဲကခုနှစ်ပရိတ်ကောင်းတယ်ဗောနော်ခုရဲ့ကိုရဲ့ပရိတ်ကောင်းတယ်တော့ခုပရိတ်အကောင်းဆုံးဖြစ်သွားမယ်ဗောနော် ကျွန်တော်ဒီ395ကတော့ကျွန်တော်ဒီမှာလည်းတိတ်ဆိတ်မှုရှိတယ်ပေါ့နော်395ဒေတကွယ်ဖြစ်ပါတယ်ဒီမှာလည်း395ဒေတကွယ်ပေါ့နော်ဆိုတော့ခုနှစ်ပြိကလေးကောင်းတယ်အနော်နှလုံးပေါင်းရှင်ကလေ395ကောင်းတယ်ဆိုပေမဲ့83ညအထီးကြီးလွန်နေတဲ့အတွက်ကြောင့်မို့ရှင်းရှင်းပြီးတော့အသုံးပြုကြပါခင်ဗျာ